မန္တလေးမြို့ရဲ့ညစ်နက်ပိုင်းဟာပူလောင်ပြီးဆူဆွနေတဲ့ဈေးချိုဈေးကြီးရဲ့အစွန်ဖျားလူစီကားမှုနဲပါသွားတဲ့နေရာတစ်ခုမှာတော့အဟောင်းနှွမ်းဆုံးအပိုင်းကတည်ရှိနေပါတယ်။တရဝင်းဈေးဆိုင်ခန်းတွေထက် လမ်းဘေးဈေးတွေတချင်းဆိုအလူခံသူတွေနဲ့ပြည့်နေနေတဲ့နေရာတစ်ခုပေါ့အဲ့ဒီနေရာဟာမြို့ပြရဲ့အောက်ခြေလူရန်းစားတွေခိတခိုနားရနေရာတစ်ခုလို့ဖြစ်နေတယ်ခလေးထိန်းနေတဲ့စိုက်ကားဆရာတွေဈေးဘောဘောပစ္စည်းလေးတွေခင်းချင်းရောင်းချနေတဲ့ကုံစိမ့်တွေအမိုက်ပုံးတွေကအစားအသောက်အကျဉ်းကြံတွေကို ရှာဖွားနေနေတဲ့အင်ခြေရမဲ့တွေအထိလူပေါင်းစုံရဲ့ဘဝတွေကိုဒီဈေးကွက်လေးကမြင်တွေ့နေရတယ်ညာ၁၇နှစ်လောက်မှာတော့ ဈေးရဲ့လှုပ်ရှားမှုတွေတဖြည်းဖြည်းငြိမ်သက်သွားပြီးမိမိမိန်လင်းထိန်နေတဲ့လက်ဖက်ရည်ဆိုင်ကအနေငယ်သာဖွင့်လှစ်ထားစေ။အဝေးကနေရဲကင်းလှဲ့တဲ့ဆိုင်ကအင်ဂျင်တန်ကတဖြည်းဖြည်းနီးကပ်လာတဲ့ရဲတင်တန်းကြောင်းကနေမကြသေးခင်ကမှဆင်းလာတဲ့ရဲတပ်သားငယ်နှစ်ယောက် ညာပိုင်းကင်းလှဲ့နေတာပါတယောက်ကတော့သူ့ပတ်ဝန်းကျင်မှာမာနကြီးပြီးကြွားဝါတက်တယ်လို့နာမည်ကြီးတဲ့အောင်ကျော်သူရဲတပ်ဖွဲ့ရဲဝင်လာကလေးကသူ့ရဲ့အာနာကိုမကြာခဏထုတ်သုံးပြလေးရှိတယ်သူ့အမြင်မှာတော့ရဲဖြစ်တယ်ဆိုတာလူတိုင်းကသူ့ကိုလေးစားရမယ်ကြောက်ရွံ့ရမယ်ဆိုတဲ့အခွင့်အရေးကိုပိုင်ဆိုင်ထားတာပဲသူ့ရဲ့လုပ်ဖို့ကင်ဖက်မင်းတန်းကတော့စကားနေပြီးတိတ်ဆိတ်တဲ့သူဒါပေမဲ့တခါတလေတော့အောင်ကျော်ရဲ့ကျန်းတန်းတဲ့ပုံစံနောက်ကိုလိုက်ပါသွားတတ်တယ် ကင်းလဲဆိုင်ကဲကဈေးတောင်းတနေရာကိုဖြတ်သွားတဲ့အခါမှာတော့စကူဖာအဟောင်းပုံနားမှာထိုင်နေတဲ့အဝတ်စားဆုပ်ပြက်ပြက်နဲ့အမျိုးသမီးတယောက်ကိုသူတို့တွေ့လိုက်တယ်သူ့စပင်တွေက ရှုပ်ပွားနေပြီးမျက်နာကလည်းညစ်ပတ်နေတယ်သူ့ဘာသာသူတွတ်တွတ်ရေရွနေတာက စိတ်မနှမ်းတဲ့သူတယောက်လိုပါပဲပဝင်းကျင်ကဒေသခံတချို့ကတော့ဒီအမျိုးသမီးရဲ့တရှိမှုကိုအသားကျနေပါပြီ သူတို့ကသူ့ကိုအယူမလေးအေးမလို့ခေါ်ကြတယ်အေးမဟာဈေးထဲမှာခေါက်တုံခေါက်ပြန်လျှောက်သွားနေတာကိုမကြာခဏတွေ့ရတတ်တယ်တခါတလေဘာမှန်းမသိဩခင်လိုက်တခါတလေသူ့ဘာသာသူရေမောလိုက်နဲ့လူအများစုက သူ့ကိုရှောင်ဖယ်ကြတယ်တကယ်တော့သူကဘသူကိုမှအနှောင့်ယှက်မပေးပါဘူးဒါပေမဲ့ဒီညမှာတော့အောင်ကျော်ကစိတ်နှောင့်ယှက်ဖြစ်သွားပုံရတယ်။သူဆိုင်ကယ်ပေါ်ကဆင်းပြီးအမျိုးသမီးကိုမဲ့ပြုံးပြုံးပြီးစိုက်ကြည့်လိုက်တယ်။ဟေ့ အယူမညာကြီးမင်းကြီးဒီမှာဘာလုပ်နေတာလဲလူတွေကိုကြောက်အောင်လုပ်နေတာလားလို့အောင်ကျော်ကအေးမရဲ့နဘေးက စက်ကူပါကို ခြေထောက်နဲ့ကန်ပြီးပြောလိုက်တယ်။အေးမကခဏလေးပဲမောကြည့်ပြီးနောက်ခေါင်းပြန်ငုံကတိုးတိုးလေးရေရွနေပြန်နဲ့မင်းနေရင်ဖြေးလေးကွာလို့အောင်ကျော်ကအော်ငေါက်လိုက်တယ်နောက်ပြီးဘာမှစဉ်းစားမနေပဲအေးမရဲ့ခြေထောက်ကိုကန်လိုက်တယ်အမျိုးသမီးကရိုင်းနဲ့သွားပေမဲ့ပြန်မခုခံခဲ့ဘူးမင်းတန်းကတော့ သူ့ရဲ့လုံရက်ကိုကြည့်ပြီးစိတ်မတက်မတာဖြစ်နေတယ်တော်ပါတော့အောင်ကျော်ရအယူပဲဟာဒီအတိုင်းပဲထားလိုက်ပါသူဘာမှလည်းမလုပ်ဘူးလို့သူကဝင်ပြောတယ်ဒါပေမဲ့အောင်ကျော်ကတော့သူ့မှာအာနာရှိရယ်ဆိုတဲ့ခံစားချက်ကပိုပြီးပြင်းထန်လာတယ်ဒီလိုလူတွေကြောင့်မြို့ကညစ်ပတ်နေတာကရဲဆိုတာလမ်းပေါ်ကဒီလိုအမိုက်တွေကို ရှင်းလင်းပေးရမှာတဖက်ရည်ဆိုင်မှာထိုင်နေကြတဲ့ဈေးတွေတချို့က လှည့်ကြည့်ကြတယ်တချို့ကခေါင်းခါပြတယ်တချို့ကတီးတူပြောကြတယ်တနာပါတယ်သူကဘသူ့ကိုမှလည်းဒုက္ခမပေးပါဘူးအေးမကအောင်ကြော့ကိုထူးဆန်းတဲ့မျက်လုံးကြီးနဲ့စိုက်ကြည့်လိုက်တယ်တစ်ချက်ကြည့်ရင်တော့သူ့မျက်လုံးတွေကဟာလာဟင်းလင်းဖြစ်နေတယ်လို့ပဲဒါပေမဲ့တည်တည်ချာချာကြည့်လိုက်ရင် အဲ့ဒီရှုပ်ထွေးနေတဲ့အတွင်ပြင်ရဲ့နောက်ွယ်မှာဝတ်ထားတဲ့ထက်ရှားတဲ့အကြည့်တစ်ချက်ကိုတွေ့ရလိမ့်မယ်သူ့ကိုအကဲဖြတ်နေသလိုတိုင်းတာနေသလိုမှတ်တမ်းတင်နေသလိုမျိုးအောင်ကျော်ကတော့ဒါကို သတိမထားမိဘူးသူ့ရှေ့မှာရှိနေတာကအားကိုးရမယ့်အယူမတယောက်လိုပဲသူမြင်နေအေးမောက်ကိုကန်ကြောက်ပြီးနောက်မှာတော့အောင်ကျော်ကကျေနပ်သွားပြီးသူ့ဆိုင်ကစီကိုပြန်သွားတယ်။လာကွာမင်းတန့်ဒီလိုအမိုက်အတွက်အချိန်ဖြုံးမနေနဲ့အေးမကတော့မလုံမရှက်ငြိမ်သက်နေတယ် သူကောင်းပြန်ငုံလိုက်ပေမဲ့သူ့နှုတ်ခမ်းမှာတော့မတိမတာအပြုံးတစ်ခုဖြစ်ပေါ်လာတယ်။ရဲတွေထွက်သွားပြီးမိနစ်အနည်းငယ်အကြာမှာတော့အေးမကဖြည်းဖြည်းချင်းမတ်တက်ထွက်လိုက်တယ်။သူ့ရဲ့လှုပ်ရှားမှုတွေကတည်ငြိမ်နေပြီးစောစောကအယူတယောက်ရဲ့ပုံစံနဲ့လားလားမှမဆိုင်ဘူး။သူကသူ့ရဲ့ဆုပ်ပြက်နေတဲ့ပလတ်စတစ်အိတ်ထဲကတစုံတစ်ခုကိုထုတ်ယူလိုက်တဲ့အထဲမှာထူးဆန်းတဲ့တင်ဂေတာတွေနဲ့ရေးထားတဲ့မှတ်စုစာအုပ်ငယ်လေးတအုပ်သူက တူတူတုတ်တုတ်တခုခုကိုရေးချလိုက်ပြီးစာအုပ်ကိုပြန်ထည့်လိုက်တဲ့သူ့ကိုမြင်လိုက်တဲ့ဈေးတဲ့တယောက်ကတူတူလေးရေရွတ်လိုက်တယ်ဟင်ထူးဆန်းလိုက်တာတကယ်အယူနဲ့မတူပါလားတကယ်တော့အေးမဟာအယူမဟုတ်ဘူးသူဟာဒီဈေးထဲမှာ လာပေါင်းများစွာအယောင်ဆောင်စုံစမ်းနေတဲ့အမျိုးသမီးထောက်လန်းရေးရဲတယောက်ပါ သူ့နာမည်ရင်းက တီတာအေးရဲတပ်ဖွဲ့အကယ်ဒမီကနေထူးချွန်စွာပွဲရခဲ့တဲ့ထမြက်တဲ့မျိုးသမီးတယောက်ပဲဒီအောင်ဆောင်မှုဟာကြီးမားတဲ့စစ်စင်ရေးတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုပါဈေးဟောင်းကိုအယောင်းဝယ်လုတဲ့နေရာအဖြစ်အတုံးချနေတဲ့မူရစ်ဈေးဝါကုန်ကူးတဲ့ကွန်ရက်တစ်ခုကိုဖော်ထုတ်ဖို့ပါဒီအောင်ဆောင်မှုမှာတီတာအေးဟာလူတိုင်းကိုသူတကယ်ပဲစိတ်မနှံ့ဘူးလို့ယုံကြည်အောင်လုပ်ရတယ် သူမြင့်ပတ်စွာနေထိုင်ရတဲ့တွေ့ရနေရမှာအိတ်တဲရရကိုစားတဲ့ပဝင်းကျင်က လူတွေရဲ့စော်ကားမှုကိုတောင် ခံရတဲ့ဒါပေမဲ့ဒီညမှာတော့အောင်ကျော့ရဲ့လုံရဲကြောင့် သူ့ရဲ့အယောင်ဆောင်မှုကပျက်စီးလူနီးပါးဖြစ်သွားခဲ့တယ်သူသတိထားရမယ်တုံ့ပြန်မှုလွန်ကဲသွားရင်သူ့ရဲ့သားကတန်လျောက်ဝင်စရာဖြစ်သွားနိုင်တယ်ငင်းခံနေရင်တော့ဆက်ပြီးအလုပ်ဖြစ်နိုင်တယ်ဒါပေမဲ့သူ့ခန္ဓာကိုယ်ကတော့ဒီလိုကြမ်းတမ်းတဲ့ဆက်ဆံမှုကို ခံနိုင်ရရှိရမယ်တိတာအေးတိပါတယ်သူ့ရောင်ဆောင်နေတာကြာလေလေ သူ့ရဲ့အဓိကပြစ်မှတ်တဲ့နီးကပ် လေလေပဲပြစ်မှတ်ကတော့ဈေးပတ်ဝန်းကျင်မှာ မကြာခဏအယောင်းဝယ်လုပ်လေးရှိတဲ့မွေးရစေဝါယောင်းဝယ်သူဦးလာဝင်းပဲ။နောက်တနေ့မနက်မှာတော့ဈေးကပုံမှန်အတိုင်းပြန်လဲစီကားလာတဲ့တတိဟင်းသီးဟင်းရွက်နဲ့အဝတ်အထည်အဟောင်းရောင်းတဲ့ဈေးတွေတွေနဲ့လမ်းမတွေပြည့်နှက်နေတဲ့တီတာအေးကလည်းအယူမလေးဖြစ်နဲ့သူ့အခန်းကဏ္ဍကို ပြန်လဲတရုပ်ဆောင်နေတယ်။သူကရိုင်ထဲနဲ့ခြေလမ်းတွေနဲ့ရှောက်နေပြီးသပင်ကိုလည်းရှုပ်ပွအောင်ထားထားတယ်မနက်ပိုင်းကင်းလဲ့နေတဲ့ အောင်ကျော်ကသူ့ကိုထတ်တွေးတော့နှာခေါင်းရှုံလိုက်တယ်ဒီလိုအယူမကမြို့ကိုအရှိတ်ရစေတဲ့စိတ်ကြမ်းမာရေးဆေးရုံ ပိုးလိုက်ရမှာဒါပေမဲ့အသက်ကြီးကြီးဈေးတဲ့အဖိုးတည်းရောက်ကသူ့ကိုလှမ်းပြောတယ်ရဲလေးရဲ့သူ့ကိုဒီတိုင်းပဲထားလိုက်ပါ သူကဘသူ့ကိုမှဒုက္ခမပေးပါဘူးတနာเสียပါ အောင်ကျော်ကမျက်လုံးပြူးပြီးပြန်ပြောတယ်အပက သူ့ဘက်ကကာကွယ်ပေးနေတာလားအယူဆိုတာဘယ်ချိန်အနေနဲ့ပေးမလဲမသိနိုင်ဘူးမင်းတန်ကတော့စိတ်မသက်မသာနဲ့ဘာမှမပြောပဲငြိမ်နေတယ်သူ့စိတ်ထဲမှာတော့အတွေးတစ်ခုဝင်လာတယ်ဘာလို့အေးမကတခြားယူတွေနဲ့မတူသလိုခံစားနေရတာလဲသူ့မျက်လုံးအကြည့်ထဲမှာတခုခုတော့ရှိနေတယ်နောက်တညဈေးစပြီးတိတ်ဆိတ်သွားချိန်မှာတော့ တီတာအေးကမှောင်မိုက်တဲ့ဈေးတောင်တနေရာကိုလှုပ်ရှားသွားတဲ့ဂုံဒီအိတ်ပုံတွေရဲ့နောက်ွယ်ကနေအနက်ရောင်ဂျာကင်ဝစ်ထားတဲ့မျိုးသားတယောက်ကချင်းကက်လာတယ်ဒါကသူ့ရဲ့လှိုးဝှက်အဆက်အသွယ်ပဲအဝေးကနေစောင့်ကြည့်ပေးနေတဲ့ထောင်လန်းရေးအဖွဲ့ဝင်တယောက်ပါဒီနေ့အတွက်အစီရင်ခံစာလို့မျိုးသားကတိုးတိုးလေးပြောလိုက်တယ်တီတာအေးကသူ့ရဲ့မဆုစာအုပ်ငယ်လေးကိုပေးလိုက်တယ်ပြစ်မှတ်ကပိုပြီးလှုပ်ရှားလာပြီးမနှက်ဖြန်ညမှာပစ္စည်းကြီးစားရောက်မယ်နေရာကအရင်အတိုင်း မဲဈေးနောက်ကကိုရောင်အဟောင်းအမျိုးသားကခေါင်းကြီးပြရတယ်။တတိထာမင်းရဲ့တမပေါက်ကြားစီနဲ့မင်းကကင်းလေရဲကပြတနာရှာရင်ငါ့ကိုအကြောင်းကြားတီတာအေးကခဏရာတိတ်ဆိတ်သွားပြီးတက်ပြင်းချလိုက်တယ်။အဲ့ဒီမာနာကြီးတဲ့ရဲကငါရောင်ဆောင်မှုကိုပျက်စီးစေတော့မလို့ပဲဒါပေမဲ့ထားလိုက်ပါငါထိမ့်ချုံနိုင်တယ်။တဖက်မှာတော့အောင်ကျော်ကအေးမရဲ့တရှိမှုကို ပိုးပြီးစိတ်နှောင့်ယှက်ဖြစ်လာတယ်။သူ့အတွက်တော့ အများပြည်သူနေရာမှာရှောက်သွားနေတဲ့အယူဆိုတာရှက်စရာပဲသူစိတ်ထဲမှာတော့အေးမကိုဈေးထဲကနေရှင်းလင်းဖို့အစီအစဉ်ဆွဲနေတဲ့ရဲစခန်းကိုအတင်းကျပ်ခေါ်သွားတာပဲဖြစ်ဖြစ်စိတ်ကျမ်းမာရေးဆေးရုံပို့တာပဲဖြစ်ဖြစ်တခုခုလုပ်မယ်လို့သူတွေးထားတယ်သူ့ရဲ့လုံရက်ကထောင်လန်းရေးအဖွဲကအကြီးအကျယ်စီစဉ်ထားတဲ့စစ်စင်ရေးကိုပျက်စီးစေနိုင်တယ်ဆိုတာကိုတော့သူမသိခဲ့ဘူး အောင်ကျော်ကအေးမကိုကန်လိုက်တဲ့ညကလေးကမင်းတန်ဟာအဲ့ဒီအမျိုးသမီးရဲ့မျက်နှာကို စိတ်ထဲကထုတ်လို့မရဘူးဖြစ်နေတယ်။သူကစုပ်ပြက်ပြီးညစ်ပတ်နေတယ်။အယူတယောက်လိုလဲပြုတ်မှုနေတယ်။ ဒါပေမဲ့တခုခုတော့ထူးခြားနေတယ်မင်းတပ်ဟာကင်းလက်တပ်ဖွဲ့ကို မပြောင်းခင်က ရာဇဝဲမှုစုံစမ်းစစ်ဆေးရေးဌာနမှာခဏတာတာဝန်ထမ်းဆောင်ခဲ့ဘူးလေသူ့အတွေ့အကြုံအရဟန်ဆောင်နေတဲ့သူရဲ့အကြည့်နဲ့တကယ်ပဲစိတ်လွတ်နေတဲ့သူရဲ့အကြည့်ကို သူကောင်းကောင်းခွဲခြားနိုင်တဲ့အေးမရဲ့အကြည့်ကဖုံးကွယ်ထားပေမဲ့လွန်းထက်လွန်းနေအဲ့ဒီအယူအသွင်ရဲ့နောက်ွယ်မှာအတိစိတ်အပြေအဝရှိနေတယ် အောင်ကျော်ကမနက်ကင်းလက်ပြီးလက်ဖက်ရည်ဆိုင်ကဈေးတယ်တွေနဲ့နောက်ပြောင်နေတော့မင်းတန်းကအမိုက်ပုံးတဲကပေါင်မို့အကျွင်းကြံကို ကောက်နေတဲ့အေးမကို တိတ်တဆိတ်အကဲခတ်နေတယ်သူ့ရဲ့လှုပ်ရှားမှုတွေကနှီးကွေးပေမဲ့မပေါ်ဆဘူးသူက စားလို့ရသေးတဲ့အစားအစာတွေကိုရွေးထုတ်ပြီးပလတ်စတစ်အိတ်ထဲကိုတတက်ရဲရဲထည့်နေတယ်အယူကဘလို့လို့အစားအစာကိုဒီလိုရွေးတက်ရတာလဲလို့မင်းတန်းကစိတ်ထဲကနေရေရွတ်လိုက်တယ် နောက်တညမှာတော့အောင်ကျော်ကစောစောပြန်ဖို့ခွင့်တိုင်ထားတဲ့အတွက်မင်းတန်တယောက်ထဲတာဝန်ကြရတယ်။သူကင်းလဲ့နေတော့ဈေးနောက်ကကိုရောင်အဟောင်းဘက်ကိုရှောက်သွားနေတဲ့အိမောက်ကိုတွေ့လိုက်တဲ့မျိုးသမီးကပုံမှန်အယူတယောက်လိုပဲတရွတ်တွရေရွရင်ထိုင်ချလိုက်တယ်။ဒါပေမဲ့တစ်ခါတခါသူကရက်ပြီးပဝင်းကျင်ကိုတတိကြီးကြီးနဲ့ကြည့်နေတယ်။မင်းတန်ကအဝေးကနေလိုက်ကြည့်နေတဲ့အိမောက်က သူ့အင်ဂျီအောက်ကနေတစုံတစ်ခုကိုထုတ်လိုက်တာကို သူတွေးလိုက်တယ်မှတ်စုစာအုပ်ငယ်လေးတအုပ်အေးမကမြ мян ဆန်ဆန်တက်ခုခုကိုရေးပြီးပြန်ဝက်လိုက်တယ်ပြီးတော့အယူးလိုဟန်ဆောင်ပြီးပြန်ထိုင်နေတယ်မင်းတန်လန်သွားတယ်ဒါအယူးမဟုတ်ဘူးသူကထောင်လန်းရေးပဲဒါပေမဲ့သူသူ့ကိုယ်သူထိမ့်လိုက်တယ်သူသာမှကဲဖြတ်မိရင်အနေရရှိနိုင်တယ်သူချက်ချင်းအေးမယူပဲအချိန်ကြာကြာစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ် တစ်ချိန်တည်းမှာပဲတီတာအေးကသူ့ရဲ့အဆက်အသွယ်စီကနေသတင်းရထားတယ်။မနက်ဖြန်ညမှာမြို့ပြင်ကနေပစ္စည်းကြီးစားရောက်လာမယ်ပစ္စည်းတွေကိုကိုရောင်အဟောင်းမှာချပြီးဈေးတွေကတဲဖို့သူတွေကနေတဆင့်နေရာအနှံ့ကို ဖြန့်ချိမယ်။သူ့ရဲ့အဓိကပြစ်မှတ်ကတော့လေလွန်းနယ်လို့နမဲကြီးရဲ့အလက်တန်းစားမူရစေဝါရောင်းဝယ်သူဦးလဝင်းပဲသူကကိုရိုင်းကိုကြပါဝင်လေးမရှိပေမဲ့သူပေါ်လာတိုင်းရောင်းဝယ်ကြီးကြီးမားမားရှိတတ်တယ် တီတာအေးတည်တဲ့ဒီအယောင်းဝယ်ကို ဖော်ထုတ်နိုင်ခဲ့ရင်ဥလာဝင်းနဲ့သူ့ရဲ့ကိုင်ရဲ့တစ်ခုလုံးကိုပါဆွဲထုတ်နိုင်လိမ့်မယ်ဒါပေမဲ့သူသားချေတလန်းမလိုက်ရင် သူ့ရဲ့အယောင်းဆောင်မှုပေါ်သွားနိုင်တဲ့အနေရလဲရှိနေတယ်နောက်တနေ့မနက်မှာ အောင်ကျော်ကအေးမောက်ကိုထက်တွေ့တော့ တကယ်ပဲဒေါသထွက်သွားတယ်ဒီယူမကြောင့်ဈေးကပိုပြီးညစ်ပတ်နေတာပဲငါသူ့ကိုရုံးခေါ်သွားမှရတော့မင်းသူကအေးမရဲ့လက်ကိုကြမ်းကြမ်းတန်းတန်းဆွဲလိုက်တယ်လာဆန်းငါနဲ့လိုက်ခဲ့မင်းကိုရဲစခန်းခေါ်သွားမင်းအေးမကနားမလဲသလိုအော်ဟိရင်နည်းနည်းရုံးကန်ပြလိုက်တယ်ဈေးတွေအားလုံးအံ့ဩသွားကြတယ်ရဲလေးရဲ့မလုတ်ပါနဲ့တနာပါတယ်သူကဘသူ့ကိုမှဒုက္ခမပေးပါဘူးလို့ဟင်းသီးဟင်းရွက်ရောင်းတဲ့အတော်ကြီးတယောက်ကအော်ပြောတယ်ဒါပေမဲ့ အောင်ကျော်ကခေါင်းမှားတယ်ခမားတို့ကအမြဲတမ်းသူ့ဘက်ကကာပေးနေလို့ဒီလိုယူရီဒီမှာခြေကျုံမိနေတာကျွန်တော်ရှင်းလင်းလိုက်မယ်တီတာအေးတည်တယ်သူရဲစခန်းကိုလိုက်သွားလို့မဖြစ်ဘူးလိုက်သွားရင်စစ်စင်ရေးတစ်ခုလုံးပျက်စီးသွားလိမ့်မယ်သူလွမြောက်အောင်စူးစမ်းရမယ်ဒါပေမဲ့သူ့ရဲ့တကယ့်ရေချင်းကိုတော့ပြလို့မဖြစ်ဘူးသူကမြ мян ဆန်ဆန်ပဲအောင်ကျော်ရဲ့လက်မောင်းကိုကိုက်ချလိုက်တယ် အောင်ကျော်ကအလန့်တကြားနဲ့သူ့လက်ကိုလှုတ်ချလိုက်တယ်ပြီးတော့အေးမန်းကရိုင်းနေနဲ့ပြေးထွက်သွားရင်အော်ဟစ်နေတဲ့လူအုပ်ကြီးကအံ့ဩသွားတယ်။အောင်ကျော်ကဒေါသတကြီးဆဲဆိုလိုက်တယ်။တကယ်အယူစစ်စစ်ပဲ။နောက်ကြမှရောက်လာတဲ့မင်းတန်းကအောင်ကျော်ကိုလိုက်မဖမ်းအောင်တားလိုက်ရတယ်။သူ့စိတ်ထဲမှာတော့အေးမန်းကတာမန်ယူတယောက်မဟုတ်ဘူးဆိုတာပိုပြီးသေချာသွားတယ်။ညာဘက်မှာတော့တီတာအေးကဈေးထဲမှာရှောက်သွားနေကြ တယ်ပို့သမားငယ်တယောက်ဖြစ်တဲ့မောင်စောဆိုတဲ့လူငယ်တယောက်နားကိုချင်းကပ်သွားတယ် သူကစိလိတ်တောင်းတဲ့အယူတယောက်လိုဟန်ဆောင်လိုက်တယ်ဟိစိလိတ်စိလိတ်တို့ပူရဲပူရဲလို့သူကရေရွတ်လိုက်တယ်မောင်စောကကြမ်းကြမ်းတမ်းတမ်းပုတ်ထုတ်လိုက်တယ်အယူမှသွားစမ်းပါဒါပေမဲ့တီတာအေးကသူ့ခြေထောက်နားမှာစကူခေါလေးတစ်ခုကိုတမင်တကာချသွားခဲ့တယ် စကူပေါ်မှာတဲဖို့ကွန်ရက်ကလူတွေပဲနားလေတဲ့တင်ကြတာတစ်ခုပါနေတယ်။မောင်စော်ကတစ်ချက်ကြည့်လိုက်တော့မျက်နှာပြက်သွားတယ်။သူကစကူကိုအမြန်ကောက်ယူပြီးဘသူမှမမြင်အောင်ဘေးဘီကိုကြည့်လိုက်တယ်။တီတာအေးကသူ့ကိုမျက်စိထောင်းကနေအကဲခတ်နေတာကိုတော့သူမသိဘူး။မနှက်ဖြံညကိုယ်တော်တော့မှမလို့မောင်စော်ကတိုးတိုးလေးပြောလိုက်တယ်ကြားရုံလေးပဲတီတာအေးကအတန်ကျဲကျဲနဲ့ရေမောပြီးရိုင်းနှဲနဲ့ထွက်သွားတယ်စိတ်ထဲမှာတော့ အယောင်းွယ်လုံးမဲ့အချိန်နဲ့နေရာကိုတေချာအောင် လုံနိုင်ခဲ့ပြီတိတ်တဆိတ်တန်လျာဝင်နေတဲ့မင်းတန်းကအေးမကိုအဝေးကနေတမင်တကာနောက်ရောက်ခံလိုက်နေတယ်သူကအေးမနဲ့မောင်စောကြားက တိုးတောင်းတဲ့အပြန်အလှန်ဆက်ဆံမှုကိုတွေးလိုက်တဲ့သူအတန်ကိုရှင်းရှင်းလင်းလင်းမကြားရပေမဲ့တခုခုတော့ငူးမမှန်ဘူးလို့ခံစားမိတယ်။ဘာလို့အယူတယောက်ကမောင်စော်လိုငူးရစ်စေးတဲတဲ့ကောင်ကိုကြောက်အောင်လုံနိုင်ရတာလဲလို့သူတွေးလိုက်တယ်။အဲ့ဒီညမှာမင်းတန်းကမင်းဝန်ပေါင်းများစွာနဲ့အိမ်ပြန်လာခဲ့တယ်။သူအထက်ရာရှိကိုတိုင်ကြားချင်တဲ့ဒါပေမဲ့သူသာမှားနေခဲ့ရင်သူ့ကိုအေးအေးယူခံရနိုင်တယ်။ဒီရာအားလုံးရဲ့နောက်ွယ်မှာတော့ တီတာအေးကအယောင်ဆောင်မှုကိုဆက်ထိန်ထားရတာစိတ်ပင်ပန်းနေပြီသူစော်ကားခံရတိုင်းကံကြောက်ခံရတိုင်းပြစ်ပေါက်ခံရတိုင်းသူ့နှလုံးသားကနာကျင်ရတယ်အထူးသဖြင့်အောင်ကျော်ကသူ့ကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံတဲ့အခါသူပြန်မခုခံမိအောင် စိတ်ကိုထိမ့်ချုပ်ထားရတယ်ဒါပေမဲ့ရဲတယောက်အနေနဲ့ကျိန်ဆိုခဲ့တဲ့တစ္ဆာစကားကိုသူပြန်သတိရတယ်ကိုရိုင်းစတေးခန်ရလူဖွဲ့စည်းကိုကာကွယ်ရမယ်အဲ့ဒီညမှာသူဈေးစင်ကြံပေါ်မှာလှဲလျောင်းရင်းကောင်းကင်ကိုမော့ကြည့်လိုက်တယ် မကြခင်အားလုံးပြီးတော့မယ်ငါနောက်တညပဲတီးခံရတော့မယ်တချိန်ထဲမှာပဲအောင်ကျော်ကမကျေနပ်သေးဘူးအေးမကြိုက်လိုက်တာကြောင့်သူ့တိတ်ခါကြတယ်လို့သူခံစားနေရတယ်နောက်တညမှာအဲ့ဒီမျိုးသမီးကိုဖမ်းမယ်လို့သူဆုံးဖြတ်ထားတယ် အယူအဆပဲဖြစ်ဖြစ်မဖြစ်ဖြစ်ငါမှန်တယ်ဆိုတာကိုတတ်သိပြမယ်ဒီလိုလူတွေကိုရှင်းလင်းပြရမယ်လို့သူကမင်းတန်ကိုပြောတယ်မင်းတန်ကငင်းချင်ပေမဲ့အခြေအနေကိုပိုဆိုးမသွားစေချင်လို့ငြိမ်နေလိုက်တယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့တန်ိဋ္ဌန်တစ်ခုချထားတယ်အေးမသာတကယ်ပဲအယူမဟုတ်ခဲ့ရင် သူသူ့ကိုကာကွယ်ပေးရမယ်အဲ့ဒီညမှာတော့လေဒူးကပုံမှန်ထက်ပိုပူနေတယ်လို့ပဲဈေးအဟောင်းကတိတ်ဆိတ်နေပြီး ပစင်းရင်ကွဲတန်တဲ့အဝေးကခွေးဥတန်တွေကလွဲလို့ဘာတန်မှမကြားရဘူးဈေးနောက်ွယ်မှာတော့ဂူတော်အဟောင်းတစ်လုံးကတိတ်ဆိတ်စွာရက်တည်နေတဲ့နေရန်တွေကဈေးတွေကွာကျနေပြီးတကားတွေကတန်ချေးတက်နေပြီးဒါပေမဲ့အဲ့ဒီညမှာတော့အဲ့ဒီဂူတော်ဟာလူတစုရဲ့အာယုံဆိုင်ရာနေရာဖြစ်နေတဲ့ခန္ဓာကိုယ်တောင့်တင်းတဲ့အမျိုးသားတချို့ကကျောပိုးအိတ်ကြီးတွေလွယ်ပြီးတယောက်ပြီးတယောက်ရောက်လာကြတယ်သူတို့စကားများများမပြောဘဲခေါင်းကြီးပြပြီးအချက်ပြကြတယ် ိုးရောင်ထဲမှာတော့မိမိန်မိန်ထွန်းထားပြီးတသားစပွဲတစ်လုံးနဲ့စကူဖာကြီးတချို့အတင့်ပြင်ထားတယ်။ဦးလဝင်းကအနက်ရောင်ကားတစ်စီးနဲ့ရောက်လာတယ်။သူ့ခန္ဓာကိုယ်ကဝတ်တုပ်ပြီးဘိုက်ပူပူစပင်ကိုလည်းတေတက်အောင်ဖီလင်းထားတယ်။သူကလယ်ဘင်းမှာရွှေဆွဲကြိုးကြီးကြီးဆွဲထားတဲ့ရှက်အင်းကြီးအဖြူကိုဝတ်ဆင်ထားတယ်။သူ့ရဲ့လက်အောက်ငယ်သားနှစ်ယောက်က ကားတကားဖွင့်ပေးပြီးသူ့ကိုကိုရောင်တဲ့အထိလိုက်ပို့တယ်အကုံအစင်တင်ပဲလားလို့ဦးလာဝင်းရဲ့အတန်က လေးလံပြီးဩဇာရှိတယ်အစင်တင်ပါပဲဘော့ပစ္စည်းအစ်စ်တွေမကြခင်ရောက်လာတော့မယ်လို့တဲပို့သမားတယောက်ကပြန်ဖြေတယ်ဦးလာဝင်းကနှုတ်ခမ်းကိုမတိမတာကွေးပြီးပြုံးလိုက်တယ်ကောင်းတယ်ဘာမှရွေးမှမဖြစ်စေနဲ့တခုခုပေါက်ကြသွားရင်မင်းတို့ကောင်းတွေနေရာမှာရှိမှာမဟုတ်ဘူး အမောင်ရိတ်ထဲမှာတော့တီတာအေးကအသင့်နေထားရှိနေပြီး သူကဂုံဒီအိပ်ပုံတွေရဲ့နောက်ွယ်မှာအယူမလေးအတွင်နဲ့ထိုင်နေတဲ့အဝေးကနေကိုရောင်တဲကိုဝင်သွားတဲ့သူတိုင်းကိုသူမြင်နေရတယ်။သူ့လက်ထဲမှာမိချစ်ပုံစံကရိယာငယ်လေးတစ်ခုကိုကြစ်ကြစ်ပါအောင် ဆုပ်ထားတယ်။တကယ်တော့ဒါဟာအနီးနားမှာစောင့်နေတဲ့ထောင်လန်းရေးအဖွဲ့ကိုအချက်ပြဖို့အတွက်သိငယ်တဲ့ဆက်သွယ်ရေးကရိယာတစ်ခုပဲ။ဒါပေမဲ့သူအချိန်ကြိုက်ကိုစောင့်ရမယ်အချက်ပြတာဆုံးလွန်းသွားရင်စစ်စင်ရေးပြတ်သွားနိုင်တယ်နောက်ကျသွားရင်တော့အယောင်းဝယ်ပြီးသွားပြီး ပစ္စည်းတွေလွတ်သွားလိမ့်မယ်တီတာအေးကအသက်ကိုပြင်းပြင်းရှူလိုက်တဲ့စိတ်ထင်းထားတီတာအေးဒီညမှာစတေးခဲ့ရသည်မအရာအားလုံးအရာထင်ရမယ်တစ်ဖက်မှာတော့ကာလကြာရှည်တန်တရာဝင်နေတဲ့မင်းတန်းကအောင်ကြော်မသိအောင် တိတ်တဆိတ်ကင်းလှဲ့ဖို့ဆုံးဖြတ်လိုက်တဲ့သူကတီတာအေးကိုအဝေးကနေလိုက်ကြည့်ရင်သူ့ရဲ့ထင်မြင်ချက်မှန်မမှန်ကိုတေးချအောင်လုပ်နေတယ်တီတာအေးကကိုယ်တော်နာကိုတိတ်တဆိတ်ကတ်သွားတာကို တွေးလိုက်တဲ့အခါသူ့နှလုံးက တုံးတုံးခုံလာတယ်။မှန်တယ်သူအယူမဟုတ်ဘူး။သူရောင်ဆောင်နေတာလို့သူရေရွတ်လိုက်တယ်။တီတာအေးကစစ်စင်ရေးတစ်ခုခုလုပ်နေတယ်ဆိုတာကိုမင်းတန့်ပူပြီးတေချာသွားတယ်။သူဘာလုပ်ရမလဲမသိဘူး။အောင်ကျောက်ကိုအကြောင်းကြားရမလား။ဒါမှမဟုတ်အမောင်တွေကနေစောင့်ကြည့်ပေးရမလား။နောက်ဆုံးမှာတော့သူတိတ်တိတ်နေပြီးအခြေအနေဆိုးလာရင်တုံးဖို့တနက်ကိုအတင်းပြင်းရင်ဆက်ပြီးစောင့်ကြည့်နေလိုက်တယ်။ ပြတနာကအောင်ကျော်ကလည်းအဲ့ဒီညမှာမတော်တဆဈေးအဟောင်းဘက်ကိုရောက်လာချိန်မှာစတင်ခဲ့တယ်။မနေ့ကအကိုက်ခံလိုက်ရတဲ့အတွက်သူကတီတာအေးအပေါ်အညိုတေးထားနေတော့မယ်။သူကသူ့ရဲ့ရုံးဆိုင်ကနေတိတ်ဆိတ်နေတဲ့ဈေးတွေကိုဝင်လာတယ်။တီတာအေးကိုဖမ်းဖို့ရှာနေတာပါ။ကိုရောင်သားမှာစုပ်ပြက်နေတဲ့အမျိုးသမီးရဲ့ပုံရိပ်ကိုတွေးလိုက်တဲ့အခါအောင်ကျော်ကမေ့ပြုံပြုံပြီးအော်လိုက်တယ်။တွေ့ပြီပဲ။အယူမရီတခါတော့မင်းလွတ်တော့မှာမဟုတ်ဘူး။ သူကတီတာအေးရှိရာကိုအမြန်လျှောက်သွားတယ်တီတာအေးလန့်သွားတယ်ဒီလိုအရေးကြီးတဲ့ညမှာအောင်ကျော်ပေါ်လာလိမ့်မယ်လို့သူမထင်ထားခဲ့ဘူးသူသာအာယုံဆိုင်မှုအရန်ဆွဲဆောင်လိုက်ရင်ဦးလာဝင်းရဲ့လူတွေတန်တရားဝင်သွားနိုင်တယ်တီတာအေးကအယူတယောက်လိုပြန်ပြီးဟန်ဆောင်လိုက်တယ်သူအော်ဟစ်တယ်ကြဲလောင်စွာအော်တယ် အောင်ကျော့ကိုထွက်သွားအောင် ကြောက်ခဲတီးတီးလေးတွေနဲ့တောင်ပြစ်ပေါက်လိုက်တယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူ့ရဲ့အော်တန်တွေကိုကိုရောင်တဲကဦးလဝင်းရဲ့လက်အောက်ငယ်သားတွေကြားသွားတယ်ဘောအပြင်မှာဆူဆူညံညံတွေကြားနေရတယ်လို့လက်အောက်ငယ်သားတယောက်ကသတင်းပို့တယ်ဦးလဝင်းကမျက်မှောက်အောင်ကျုံလိုက်တယ်ဘသူလဲရဲလားအယူတယောက်နဲ့ကင်းလဲရဲတယောက်ရံဖြစ်နေပုံပဲ ဘော့စ်ဦးလာဝင်းကအနှောက်ယှက်ဖြစ်တာကို မကြိုက်ဘူးမြ мян သွားစစ်လိုက်အယူတယောက်ဆိုရင် မောင်းထုတ်လိုက်ရဲဆိုရင်ရှင်းပြစ်လိုက်ခန္ဓာကိုယ်တောင့်တင်းတဲ့လူနှစ်ယောက်ကဂိုရောင်ထဲကထွက်လာပြီးတီတာအေးနဲ့အောင်ကျော်ရှိရာကိုရှောက်လာတဲ့အခြေအနေကတင်းမာလာပြီးအောင်ကျော်ကသူ့ကိုစောင့်ကြိုနေတဲ့အနေရကိုမသိသေးဘူးသူကတီတာအေးကိုဖမ်းဖို့ပဲအာယုံစိုက်နေတယ်ငါနဲ့လိုက်ခဲ့ဒီတခါတော့မင်းကိုယုံခေါ်သွားမယ်တီတာအေးစိတ်လှုပ်ရှားသွားတယ် အောင်ကျော်သားအတင်းကျပ်လို့ရင်အားလုံးပျက်စီးသွားနိုင်တယ်ဆိုတာသူသိတယ်။ဒါကြောင့်သူကမြေကြီးကိုကိုက်ဟန်ပြုတ်ပြီးအတန်ကျဲကျဲနဲ့ရေမောလိုက်တယ်ပြီးတော့အာယုံလွဲဖို့အခြားဘက်ကိုယိုင်နဲ့နေပြေးထွက်သွားတယ်။ဒါပေမဲ့ဦးလာဝင်းရဲ့လက်အောက်ငယ်သားနှစ်ယောက်ကသူတို့ကိုတွေ့သွားပြီးဟေ့တကယ်ရဲပဲအောင်ကျော်ချက်ချင်းသတိထားလိုက်တယ်မင်းတို့ဘာပြောတာလဲမင်းတို့ကဘသူတွေလဲတက်တူးပြည့်နဲ့လူတယောက်ကသူ့နားကိုကတ်လာတယ်ရဲကောင်ကတိတ်တော်နေတယ်ပေါ့လေ ညာကြီးမင်းကြီးတယောက်ထဲကင်းလှည့်နေတာလားအောင်ကျော်စကားမပြောနိုင်ပဲငိတ်သက်သွားတယ်ဒါဟာသူ့ဘဝမှာပထမဆုံးအကြိမ်ကြောက်ရွံ့မှုကိုခံစားလိုက်ရတာပဲအဝေးကနေမင်းတန်းကနှလုံးတုံရင်တုံနဲ့စောင့်ကြည့်နေတယ်သူသားချက်ချင်းရေးမယူရင်အောင်ကျော်ဒုက္ခရောက်နိုင်တယ်လို့တီတာအေးရဲ့စစ်စင်ရေးလည်းပျက်စီးသွားနိုင်တယ်ဆိုတာသူသိတယ်တီတာအေးကအခြေအနေရေးကြီးနေပြီဆိုတာသိလိုက်တယ်သူဆက်ပြီးဟန်ဆောင်နေလို့မဖြစ်တော့ဘူး ူအယူတယောက်လိုဆက်နေပြီးအောင်ကျော့ကိုအယိုက်ခံခိုင်းမလားဒါမှမဟုတ်အခြေအနေကိုကဲတင်ဖို့သူ့ရဲ့သားကိုအနှဲငယ်ဖွင့်ပြမလားဆိုတာဆုံးဖြတ်ရတော့မယ်သူကအမြန်ဆုံးမင်းတန့်ပုံးနေတဲ့နေရာကိုရှောက်သွားတယ်မင်းငါကိုကူညီရမယ်ဘာမှမမေးနဲ့ငါတို့အကွာအဝေးကိုထိန်းထားရမယ်ကုန်တင်ကားရောက်လာမှ အချက်ပြမင်းတန့်ကတီတာအေးပုံမှန်အတိုင်းစကားပြောတာကိုကြားတော့အံ့ဩသွားပေမဲ့ချက်ချင်းကောင်းကြီးပြလိုက် တဲမင်းအယူမဟုတ်ဘူးဆိုတာငါသိတယ်တီတာအေးက သူ့ကိုခဏလေးစိုက်ကြည့်ပြီးနောက်အယူမျက်နာဘေးကိုပြန်တက်စင်ကအော်ဟစ်ရင်ဂိုရောင်ဘက်ကိုပြန်ပြေးသွားတယ်သူ့ရဲ့ရည်ရွယ်ချက်ကတခုတည်းအောင်ကျော်စီကနေအာယုံလွဲဖို့ပဲမကြခင်မှာပဲကုန်တင်ကားတစ်စီးရောက်လာတယ်အင်ဂျင်တန်ကြီးကြီးကတုံခါသွားတယ်စက်ကူဖာဒါဇင်ပေါင်းများစွာ တင်ဆောင်လာတဲ့ကုန်တင်ကားတစ်စီးကဂိုရောင်ထဲကိုဝင်လာတယ် ်ဦးလာဝင်းကကျင်းနဲ့စွာပြုံးလိုက်တဲ့နောက်ဆုံးတော့ရောက်လာပြီပဲဒီညတော့ငါတို့အကြီးအကျယ်အမျက်ထွက်ပြီးတီတာအေးကဒါဟာစောင့်နေတဲ့အချိန်ခါပဲဆိုတာသိတယ်သူက သူ့ရဲ့ဆက်သွယ်ရေးကိရိယာကိုစုပ်ကင်ထားတယ်ဒါပေမဲ့ပစ္စည်းတွေကိုတေချာချထားပြီးမှအဖွဲအတွက်ခိုင်လုံတဲ့တက်တေရအောင်စောင့်ရမယ်အပြင်မှာတော့အောင်ကျော်ကဦးလာဝင်းရဲ့လက်အောင်ငယ် သားရီနဲ့ဆက်ပြီးငင်းခုန်နေတော့ပဲသူကတကယ့်ခြေနေကို နားမလည်သေးဘူးတေဆန်းဒါကအယူတယောက်ကိစ္စထက်ပိုကြီးနေပြီငါထင်ထားတာထက်အများကြီးပိုကြီးတယ်လို့မင်းတန်ကတနက်ကိုအတင်းပြင်းရင်ရေရွတ်လိုက်တယ်။ကုန်တင်ကားကြီးကဂိုထောင်ရှိမှရက်လိုက်ပြီးဦးလာဝင်းရဲ့လက်အောက်ငယ်သားတချို့ကငွေရစေဝါထုတ်တွေပါတဲ့စကူဖာကြီးတွေကို အလင်းမြန်ချနေကြတယ်မိမိမိန်အောင်မှာအဲ့ဒီဖာတွေကိုတစ်သားစပွဲပေါ်မှာစီထားတယ် ဦးလဝင်းကဓားငယ်တစ်ချောင်းကိုထုတ်ပြီးဖာတလုံးကိုဖြန့်လိုက်တဲ့အတွင်းထဲကအဖြူရောင်ပလတ်စတစ်အထုပ်ဓားစင်ပေါင်းများစွာပေါ်လာတဲ့အခါသူကကျဲလောင်စွာပြုံးလိုက်တယ်။ဒါကအကောင်းဆုံးပစ္စည်းပဲမနှက်ဖြန်မနှက်ဆိုနေရာတိုင်းကိုဝေစုရပြီးငါတို့ချမ်းသာပြီးအမောင်ရိတ်နောက်ကွယ်မှာတီတာအေးကဒါဟာအချိန်ခါပဲဆိုတာတိလိုက်တယ်သူက သူ့လက်ထဲကမိချစ်ပုံစံကရိယာငယ်လေးကိုသုံးချိန်နှိပ်လိုက်တယ် ဒါကမျိုးဝက်အချက်ပြမှုပဲပစ္စည်းကိုမြင်ရပြီးအဖွဲဝင်တွေဝင်နိုင်ပြီး မကြခင်မှာပဲလမ်းကြားတွေကနေခြေတံတွေအမြန်ပြေးလာတံကိုကြားလိုက်ရတဲ့အရက်ဝတ်နဲ့ရဲတပ်ဖွဲ့ဝင်ဒါဇင်ပေါင်းများစွာကကိုတောင်ကိုဝင်စည်းနှင်းလိုက်တဲ့ရဲတပ်ဖွဲ့ကမလုံနဲ့ ဦးလာဝင်းရဲ့လက်အောက်ငယ်သားအလုံးထိတ်လန့်သွားကြတယ်တချို့ကထွက်ပြေးဖို့ကြိုးစားတယ်တချို့ကဓားမြောင်တွေထုတ်တဲ့အခြေအနေက ချက်ချင်းရှုပ်ထွေးသွားတယ်ဦးလာဝင်းကအကြီးအကျယ်လန့်သွားတယ်ခွေးမသားတွေဘသူကသတင်းပေးတာလဲတီတာအေးကအနားကိုပြေးကပ်လာတယ်ဒီတခါတော့ဟန်ဆောင်မနေတော့ဘူးသူကသူ့ရဲ့ရှုပ်ပွားနေတဲ့သဘင်ကိုတတ်တယ် လိုက်ပြီးမမရက်ကသူ့ရဲ့ဆုပ်ပြက်နေတဲ့အင်းကြီးအောက်ကနေတနက်ငယ်တလက်ကိုထုတ်လိုက်တယ်အားလုံးငြိမ်ငြိမ်နေမင်းတို့ဝိုင်းမိနေပြီလူတိုင်းကြောင့်ငေးသွားကြတယ်အနီးနားမှာရှိနေတဲ့ဈေးတွေဆိုရင်အံ့ဩလွန်းလို့အော်ဟစ်လိုက်ကြတယ်ဖခင်ဖခင်အယူမကရဲတယ်လားမင်းတန်းကအစကတည်းကစောင့်ကြည့်နေကြတာမို့စိတ်သက်သာရရသွားသလိုအံ့ဩသွားတယ် သူ့ရဲ့ထင်မြင်ချက်မှန်ကန်ခဲ့တယ်တီတာအေးကထောင်လန်းရေးပဲသူ့ရဲ့အယောင်ဆောင်မှုတွေကအလားအသတ်မဖြစ်ခဲ့ဘူးသူလဲရှေ့တိုးပြီးတိုက်ခိုက်ဖို့စ조사နေတဲ့ဦးလဝင်းရဲ့လက်အောင်ငယ်သားတယောက်စီကိုတနက်ချိန်လိုက်တယ်လက်နက်ချလိုက်မင်းတို့လွတ်မှာမဟုတ်ဘူးအောင်ကျော်ကတော့ဦးလဝင်းရဲ့လူတွေနဲ့တင်းမာနေခဲ့ရာကနေအခုတော့ရှုပ်ထွေးနေပြီးသူစော်ကကန်ကြောက်ဖန်းစီလူနီးပါဖြစ်ခဲ့တဲ့အယူမလေးဟာတကယ်တော့ သူ့ရဲ့လုပ်ဖို့ကင်ဘက်တယောက်ဖြစ်နေတယ်ဆိုတာကိုသူတီးလိုက်ရချိန်မှာမျက်နာကဖြူဖြော့သွားတယ်သူဖြည်းဖြည်းချင်းနောက်ဆုတ်ပြီးပုံးဖို့ကြိုးစားတယ်ဒါပေမဲ့တီတာအေးကသူ့ကိုစူးစူးဆိုက်ဆိုက်ကြည့်လိုက်တယ်မင်းကိုမလေးမစားလုပ်ခဲ့တဲ့သူဘသူလဲဆိုတာအခုမင်းသိပြီလားလို့တီတာအေးကပြက်သားစွာပြောလိုက်တယ်ငါသာမင်းနောက်ကိုလိုက်ခဲ့ရင်ဒီစစ်စင်ကြီးပြ အတော်ပြီမူရည်ရာစာတွေအားလုံးထွက်ပြေးလွတ်မြောက်သွားပြီးလူထောင်ပေါင်းများစွာမူရည်စေဝါရဲ့တားကောင်ဖြစ်သွားလိမ့်မယ်။အောင်ကျော်ကပြန်မပြောနိုင်ပဲငြိမ်သက်သွားတယ်၊ရှက်စိတ်ကသူ့ကိုဝါမျိုသွားတယ်၊ညင်ကွင်းကိုတွေးလိုက်ရတဲ့ဈေးတွေတွေကလည်းတီးတိုးပြောကြတယ်ဟင်။ရဲကောင်ကအာနာပြကျင်နေတာတကယ်တမ်းကျတော့အလုရှုပ်အောင်လုပ်တော်မလို့ပဲ။ဦးလဝင်းရဲ့လက်အောက်ငယ်သားတယောက်ကရုတ်တရက်တနက်ထုတ်ပြီးချိန်ရွယ်လိုက်တယ်မင်းတို့အားလုံးတေးလိုက် ဒိုင်းဒိုင်းတနတ်တန်နှစ်ချက်ထွက်ပေါ်လာတဲ့တီတာအေးကအဲ့ဒီလူကိုလှည့်မြန်စွာဖြိုခွင်းလိုက်ပြီးမင်းတန်ကတတိပေးတဲ့အနေနဲ့မျက်နှာချက်ကိုတနတ်နဲ့ပြစ်ဖောက်လိုက်တဲ့အခြေအနေကတဖြည်းဖြည်းထိမ့်ချုံနိုင်လာပြီးဦးလဝင်းရဲ့လက်အောက်ငယ်သားတွေတယောက်ပြီးတယောက်အဖမ်းခံရပြီးလက်ထိတ်ခတ်ခံလိုက်ရတယ်ဦးလဝင်းကိုယ်တိုင်ကတော့နောက်တကားကနေထွက်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့တီတာအေးကသူ့ကိုအရင်ပိတ်ဆိုထားလိုက်ပြီးမင်းရဲ့ကစားပွဲပြီးဆုံးသွားပြီး ဥလာဝင်းဒီစည်းကမင်းရဲ့ညစ်ပတ်တဲ့စီးပွားရေးအတွက်လုံခြုံတဲ့နေရာလို့ထင်နေတာလားဥလာဝင်းကနှာခေါင်းရှုံလိုက်တယ်မင်းကအဲ့ဒီအယူမှပဲတီတာအေးကမတိမတာပြုံးလိုက်တယ်ဟုတ်တယ်ပြီးတော့မင်းရဲ့အယူထမှုက ထောင်ထဲမှာအဆုံးသက်လိမ့်မယ်တခြားရဲတွေကဥလာဝင်းကိုချက်ချင်းဖမ်းချုပ်လိုက်တယ်အရာအလုံးထိန်းချုပ်နိုင်သွားတဲ့အခါဈေးသူဈေးသားတွေကမယုံနိုင်စွာနဲ့ ဝိုင်းအောင်ကြည့်နေကြတယ်။သူတို့အချင်းချင်းတီးတိုးပြောကြတယ်။သူကတာမန်ယူးတွေနဲ့မတူဘူးဆိုတာဒါကြောင့်ကိုတကယ်တော့ထောက်လန်းရေးကိုဈေးတဲ့ဘိုးကြီးတယောက်ကတီတာအေးနာကိုကတ်လာတယ်။သမီးရဲ့ဦးလေးတို့ကိုခွန့်လွတ်ပါတော့ဦးတို့နားလည်မှုလွဲခဲ့ကြတယ်။သမီးကို တကယ်ယူးလို့ထင်နေခဲ့တာတကယ်တော့သမီးကဦးတို့အားလုံးကိုကာကွယ်ပေးဖို့ကိုယ်တိုင်စတေးခဲ့တာပဲ။တီတာအေးကပင်မန်းစွာပြုံးပြလိုက်တယ်ရပါတယ်။အပဒါကကျမရဲ့တာဝန် ပဲလေကမင်းတန်းကတီတာအင်းနာကိုရှောက်လာတယ်မင်းအတွက်တက်တေလို့ရင်အထက်ရာရှိကို ရှင်းပြဖို့ငါအသင့်ပဲမင်းရဲ့စူးစမ်းမှုအားလုံးကိုငါကိုယ်တိုင်မြင်ခဲ့တာဒီလိုဘဝမျိုးမှာရှင်သန်နိုင်ခဲ့တာတကယ်ကိုချီးကျူးဖို့ကောင်းတယ်တီတာအေးကခေါင်းကြီးပြလိုက်တယ်ကျေးဇူးတင်ပါတယ်မင်းတန်းမင်းရဲ့အကူအညီသာမရရင်ငါကြရှုံးသွားနိုင်တယ်အောင်ကျော်ကတော့ထောင်းတနေရာမှာခေါင်းငိုက်ဆိုင်ချပြီးရက်နေတယ်သူမျက်နာက မျိုးငယ်နေတဲ့လူအများရှိမှအရှက်ရသွားသလိုသူခံစားနေရတဲ့သူကုံယူခဲ့တဲ့မာနနဲ့ဩဇာအာဏာအားလုံးက အခုတော့လှောင်ပြောင်စရာဖြစ်သွားပြီးတီတာအေးကသူ့နားကိုရှောက်သွားတယ်အယူတွေကမြို့ကိုညစ်ပတ်စေတယ်လို့မင်းပြောခဲ့တယ်နော်အခုမင်းသိပြီလားမြို့ကိုညစ်ပတ်စေတာကစင်းရဲသားတွေစွန့်ပစ်ခံရတဲ့သူတွေမဟုတ်ဘူးလူဖွဲ့စည်းကိုဖျက်ဆီးဖို့မတမာတဲ့ငွေကိုတုံးနေတဲ့လူဆိုးတွေပဲအောင်ကျော်ကခေါင်းငုံထားပြီးတီတာအေးရဲ့မျက် လုံးကိုမကြည့်ရဲဘူးစစ်စင်ရေးကိုဥဆောင်တဲ့အရာရှိကြီးတယောက်ကတီတာအေးရဲ့ပခုံးကို ပုတ်လိုက်တဲ့ကောင်းတယ်မင်းရဲ့အယောင်ဆောင်မှုအောင်မြင်တဲ့မင်းကတက်ဖွဲ့အတွက်ဂုဏ်ယူစရာပဲရန်နေငယ်အကြမှာတော့ဦးလာဝင်းနဲ့သူ့ကွန်ရက်ကိုဖမ်းဆီးရမိတဲ့တဲ့င်းကဒေတာရင်းသတင်းမီဒီယာတွေမှာ ပြန့်နှံ့သွားတယ်ဈေးအဟောင်းကအာယုံစိုက်ခံရတယ်ဒါပေမဲ့ဒီတခါတော့ မြစ်ပတ်လို့အယူးတွေနဲ့ပြည်နေလို့မဟုတ်ပဲလာပေါင်းများစွာအယောင်ဆောင်ခဲ့တဲ့အမျိုးသမီးထောက်လန်းရေးတယောက်ရဲ့ရဲစွန်းတတိကြောင့်ပဲဈေးသူဈေးသားတွေကတော့ကျေးဇူးတော်ချီးမွမ်းပွဲလေးတစ်ခုကျင်းပကြတယ်သူတို့ကစွန့်ကပ်ပြီးတီတာအေးရဲ့ဘေးကင်းလုံခြုံမှုအတွက်ဆုတောင်းပေးကြတယ်သူတို့ရဲ့ဈေးကိုပိုပြီးလုံခြုံအောင်လုပ်ပေးခဲ့တဲ့အတွက်ကြယေຊုတင်ကြတယ်မင်းတန်ကအဲ့ဒီပွဲကိုလာတက်တယ်အောင်ကျော်ကတော့မျက်နှာငယ်နဲ့နောက်မှာရက်နေတယ်ဒေသခံအများပြားက သူ့ကိုမဲကြည့်ကြပေမဲ့တီတာအေးကတော့သူ့နားကိုချင်းကပ်သွားတယ်တင်ယူပါအောင်ကြော်ရဲဖြစ်တယ်ဆိုတာအားနေတဲ့သူတွေအပေါ်အာနာပြဖို့မဟုတ်ဘူးသူတို့ကိုကာကွယ်ပေးဖို့ပဲမင်းသာကိုကိုကို ပြောင်းလဲနိုင်ရင်မင်းဟာရဲကောင်းတယောက်ဖြစ်လာနိုင်ပါသေးတယ်အောင်ကြော်ကမျက်ရည်ဝဲတဲ့မျက်လုံးတွေနဲ့တီတာအေးကို မော့ကြည့်လိုက်တယ်သူ့ဘဝမှာပထမဆုံးအကြိမ်အနေနဲ့မာနာကြီးမှုက သူ့ကိုယ်သူပဲအဆက်ရစီတယ်ဆိုတာကို သူတကယ်ပဲနားလေသွားတယ်ပြီးတော့ ပီတာအေးကလူတိုင်းကို ပြုံးပြလိုက်တယ်။ကျမဒီနေရာကနေထွက်သွားရတော့မယ်။ဒါပေမဲ့ဒီဈေးကိုကျမအပ်ခဲ့ပါတယ်။အတွင်းကနေ ဖြက်စည်းမဲ့သူတွေထပ်မရှိပါစေနဲ့ဒေသခံတွေကတညီတညွတ်တဲပြန်ဖြေကြတယ်စိတ်ချပါမမတီတာ။